ဆရာတို့7.4ပါခေါင်းစဉ်က inverse trigonometric functions တဲ့အဲ့တော့ဆရာတို့ဒီ inverse trigonometric function များလို့ပဲအသာပြန်ပါမယ်အဲ့တော့သူကပထမတစ်ကြောင်းကဗာပြောထားလဲဆိုတော့ trigonometric function တွေကတဲ့1 to 1 function မဟုတ်ပါဘူးတဲ့ဟုတ်ပါတယ်အဲ့တော့ဆရာတို့ပုံလေးကိုကြည့်လိုက်မယ်ဆိုဆရာတို့ဒီ horizontal line test ကိုမပြေလည်ပါဘူး ။ဘာကြောင့်လဲဆိုတော့ horizontal line test စီပေါ်ပြပါ trigonometric function များကိုတမှတ်ထပ်ပို့ပြီးတော့တွေ့နေတာဖြစ်ပါတယ်။အဲ့တော့သူကဘာဆက်ပြောလဲဆိုတော့အဲ့တော့1 to 1 function ဖြစ်ဖို့ function တစ်ခုစီရဲ့ domain တွေကိုကန့်တတ်ဖို့လိုပါတယ်။အကြောင်းရှိပါတယ်။ဘာကြောင့်လဲဆိုတော့ inverse trigonometric function ရအောင်ပ တော့သူကဗာပြောထားလဲဆိုတော့အောက်မှာပေးထားတဲ့ grad တည်ဒီတဲ့ y = sin x ကဲ y = cos x ကဲ y = tan x ကဲဒီတဲ့ကန့်သက်ထားတဲ့ domain တဲမှာ1 to 1ဖြစ်တယ်ဆိုတာကိုပြသထားတာဖြစ်ပါတယ်အဲ့တော့ဆရာကဒါကိုဆရာဒီတိုင်းမပြောပါဘူးအဲ့တော့ဆရာတို့ကြားမှာကဗာလဲဆိုတော့ inverse trigonometric function လို့ခေါင်းစဉ်တတ်ထားတော်냐လဲပဲဆရာဒီ involve function နဲ့ပတ်သက်တဲ့ဂုဏ်သတ္တိများကိုဆရာကတစ်ခေါက်ပြန်ပြီးတော့ပြောမှာဖြစ်ပါတယ်။ဒါဆိုဆရာတို့ involve function နဲ့ပတ်သက်တဲ့ဂုဏ်သတ္တိတချို့ကိုပြန်ကြည့်ကြရအောင်။အဲ့တော့ဆရာတို့ဒီဒါကဂျီတန်းထဲမှာလည်းပါပါတယ်။ဘီနော်အဲ့တော့ဆရာကခေါင်းစဉ်ကိုကြွတက်ပါမယ် properties of inverse function လို့ခေါင်းမှတ်ပါဒါကိုပြောပြီးတော့မှဒါတောက်သမီးတို့ကိုဆရာက in first trigonometry function အကြောင်းကိုရှင်းပြလို့ရမှာဖြစ်ပါတယ်။ဆရာကခေါင်းဖယ်ကြိုတက်ပါတယ်။ properties of inverse function အဲ့တော့ဆရာကပထမအဦးဆုံးဆရာလို့ရေးပါမယ် if for a k ရွေ့မြာပေါ့ y equal to f for is ဖြစ်ခဲ့မယ်ဆိုရင် comma than ပေါ့ပြီးတော့အဲ့တော့ဆရာတို့ကကြည့်မယ်နော် inverse ဆိုတာက f k အပေါ်မှာ -1 ပါတာဖြစ်ပါတယ်ဟုတ်ပြီကျလို့ဘာလို့မာလဲဆိုတော့ဒေနခုကိုဘာလို့မလဲနေရာလဲပါ ပြောချင်တဲ့အဓိပ္ပာယ်က dy နဲ့ dy နဲ့ x ကိုဘာလို့မှာလဲနေရာလဲပါအဲ့ဒီ y နဲ့ x ကိုနေရာလဲလိုက်ရင် inverse ကပေါ်လာမှာဖြစ်ပါအဲ့ဒါကိုဆရာက x equal to f inverse of y လို့ဆရာရေးပါမယ်အဲ့တော့ y equal to f of a ဖြစ်ခဲ့မယ်ဆိုရင် x equal to f inverse of y ဖြစ်တယ်ဆိုတဲ့အချက်ကိုဆရာကအရင်စာရေးပါတယ် အဲ့တော့အဲ့ဒါဆရာစရေးပြီးရင်ဆရာကဘာရေးမလဲဆရာတစ်ချက်ကြည့်။ဘယ်တော့နံပါတ်1အဲ့တော့ဆရာက f က function မန်တီ။အဲ့ဆရာဒီ f is 1 to 1 f is a 1 to 1 function အဲ့တော့ f ဒီ1 to 1 function ဒါဘာရေးမလဲဆိုတော့ဖြစ်ခဲ့မယ်ဆိုရင် ။နောက်ဒီဘက်မှာဆရာဘာရေးမှာလဲ if လို့ဆရာရေးမယ်။ဒါဆရာဒီမှာဘာရေးမယ်ဆိုတော့ function f the one to one function ဖြစ်မယ်ဆိုရင် inverse function is it inverse function ရှိတာဖြစ်ပါတယ်။ဒါက inverse function ရဲ့ပထမဦးဆုံးဂုဏ်သတ္တိတစ်ခုဖြစ်ပါတယ်။ inverse function x လို့ဆရာရေးမယ်ပေါ့။ E S I S I T S ပေါ့နော်တတ်ချက်ပေါ့နောက်တစ်ခုကြည့်ကြည့်မယ်နော်တတ်ခုကဘာမှမခက်ဘူးတောက်သိမီတို့ G တန်းမှာတင်းတဲ့ဟာသူကပြန်ပြီးတော့ရစေချင်တာဖြစ်ပါတယ်အဲ့တော့ဆရာကဒီလိုရေးမယ်ကွာ fashion လို့ပြောရင်နှစ်ခုကသေချာပုတ်ပါတယ်အဲ့ဒါကဟိုဆရာအရှိမပြောထားတယ် domain နဲ့ risk ပါမယ်အဲ့တော့ဆရာက FK domain ရှိမယ် FK range ရှိမယ်အဲ့ဒါကိုဆရာကဒီလိုရေး the domain of f the domain of f အတူကွာပါရှိမှာလေ the range of f ရှိမယ်ဆန်ရှင်တို့ပြောရင်ပါရှိမှာလေ domain နဲ့ range ရှိမယ်ဒါပေမဲ့ဆရာတို့က infra function ကြတော့ဘာဖြစ်သွားလဲဆိုတော့ fk domain ဒီ infra function ရဲ့ range ဖြစ်တယ်အဲ့ဒါဆရာကဒီလိုကြီးတယ် equal to the rate of inverse function the rate of ဆရာဘာရေးတော့မှာလဲ f inverse လို့ဆရာရေးမယ်တခါ f k range တိ f inverse ကဘာဖြစ်မှာလဲ domain ဖြစ်ပါတယ်အဲ့ဒါဆရာကအဲ့ဒါကိုဒီလိုရေးတယ် the domain of f inverse အဲ့တော့ fk domain ဒီ f inverse ရဲ့ range ဖြစ်ပါတယ် FK range ဒီ FN ဘာကဲ domain ဖြစ်ပါတယ်။ဒါဒီဆရာတို့ G tan မှာသင်ထားပါတယ်။တစ်ချက်။နောက်တစ်ခုဆရာပြောအောင်မယ်နံပါတ်3နိုင်မဆရာမလုံးတော့အဲ့တော့ဆရာဒီကဘာပြောမလဲဆိုဆရာကဒီလိုရေးမယ်ပေါ့။တပိသားတောင်းသမီးတို့ G tan မှာတွေတွက်ခဲ့ဘူးလေ။တော့ဘာပြောလဲဆိုတော့ FN bars or F4 is equal to ကဘာရလဲဆိုတော့ x ရတာဖြစ်ပါတယ်။ ဒါပေမဲ့ဆရာကအထက်ထဲမှာပါရှိတာလေ F4 is ရှိတာဖြစ်ပါအဲ့တော့ဆရာကရေးပါတယ် for all is in the domain of ပါရေးပါလေ F လို့ရေးမှာဖြစ်ပါတယ်ဒီအထက်မှာရှိတဲ့ F4 is ke domain တဲ့ရှိ is ke တန်ဖို့အလုံးအတွက်ဒီညီမြချင်းဒီမှန်ပါတယ်တစ်ချက်နောက်တစ်ခုကဆရာတို့ဘာတိပြီးလဲဆိုတော့ F or F in pass or S equal to ပါလဲ S ဖြစ်ပါတယ်အဲ့တော့အဲ့တော့ကိုဆရာကဒီလိုကြည့်မယ် for all S in the domain of ဘာဖြစ်တော့မှာလဲဆိုတော့ F in pass ဖြစ်ပါမယ်ပြောမယ်ဆိုရင်တော့ f in by ရဲ့ domain တဲ့ရှိ istanbul အတွက်ဒီညီမျှခြင်းဒီမှန်ပါတယ်ဒါပြောတာပေါ့ တော့ဆရုကဂုံတတိကအားလုံးပေါင်းသုံးမှုရှိပါဒါကတောင်းကြည့်တော့ ਨੇ လုံးဝမဆိုင်ပါဘူးဂျီတန်းမှာတင်တဲ့အရာတွေဆရာကပြန်ဆွဲထုတ်ထားတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကြံသေးတယ်အဲ့ဒါကိုဆရာကထပ်ပြောဦးမယ်เนาะအဲ့ဆရာတောင်းနံပါတ်လေးလို့ဆရာတက်လိုက်နံပါတ်၄ကဒါကလည်းတောင်းကြည့်လို့ဘာမှမခံဘူးဆရာကဗာပြောပဲဆိုတော့ fashion app ပေါ်မှာအမှတ်ကိုဆရာကတမတ်ပဲဆရာပြောမယ်ကွာအဲ့ဒီအမှတ်ကိုဆရာက x, 1လို့ရေးမယ်အဲ့တော့ဆရာကဒီလိုရေးလိုက်မယ် the point အဲ့တော့ if လို့ရေးလိုက်မှာကွာ if the point ဆရာကဘာရေးမလဲဆိုတော့ is comma y is on the graph of on the graph of fashion ဘယ်တော့ပြောချင်တဲ့အဓိပ္ပာယ်က a ဆိုတာ y ဆိုတဲ့အမှတ်ဒီ function ရဲ့ graph ပေါ်မှာရှိခဲ့မယ်ဆိုရင်တဲ့အဲ့တော့ဆရာတို့က involve function ရဲ့ graph မှာဘာရှိဘာမှမခက်ဘူးဒီမှာရှိတဲ့ point မှာတန်ဖိုးက x နဲ့ y ရှိတဲ့ interchain နေရာလဲပေးလိုက်အဲ့တော့ဆရာဘာရေးမလဲဆိုတော့ the point the point ဘာရေးမလဲ y comma x is on the graph of inflation ဟုတ်ပြီနော်အဲ့တော့ဆရာတို့ဒီ invert function နဲ့ပတ်သက်တဲ့ဂုဏ်သံဒီ၄ခုဆရာကတစ်ခေါက်ပြန်ပြောထားတယ်အဲ့ဒါတွေကခြေတန်းနဲ့မအားလုံးပါပြီဒါတောသမီးတို့နည်းနည်းလေးပေါ့နော်မမြင်တာလဲရှိကောင်းရှိမယ်ဘေးကောင်းမေ့သွားတယ်ဆရာကတစ်ခေါက်ပြန်ပေါ်ပြတာကဲတစ်ခေါက်ပြန်ကြည့်မယ် function f က1 to 1 function ဖြစ်မှာဒါ invert function ရှိမှာဖြစ်ပါတယ်ဒါက invert function ရဲ့ ုံစံတစ်ခုပါနောက်တစ်ခါ fk domain ဒီ f embarker range ဖြစ်သလို fk range ဒီ f embarker domain ဖြစ်ပါတယ်နောက်တစ်ခုက fk domain နဲ့မှာရှိတဲ့ instance အလုံးအတွက် f embarker is f embarker f of is equal to is ဒီမှန်ပါတယ်နောက်တစ်ခုက f embarker domain နဲ့ရှိ instance အလုံးအတွက် f of f embarker is equal to is ဒီမှန်ပါတယ် ါကနံပါတ်3ပါတကူကဘာပြောလဲဆိုတော့ x, y ဆိုတဲ့အမှတ်ဒီ function ရဲ့ graph ပေါ်မှာရှိခဲ့မယ်ဆို y, h ကအမှတ်ဒီ inverse function ရဲ့ graph ပေါ်မှာရှိပါမယ်ပြောရရင် horti function ရဲ့ inverse ကဲ graph ပေါ်မှာရှိမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒီအဆိုပါ inverse function ရဲ့ဂုဏ်သတိ၄ခုကိုတိသွားမယ်ဆိုရင်ဆရာတို့ဒီပေါ်ပြပါ inverse trigonometric function ရဲ့ credit တွေကိုစပြီးတော့ကြည့်မှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ဆရာတို့ချက်တော့နောက် play ကိုတစ်ချက်ပြန်သွားတော့မယ်ပေါ့။ဟုတ်ပြီနော်။သူကဘာပြောလဲဆိုတော့ဒီနာလေးမှာကသူကကန့်တက်မှရတယ်မကန့်တက်ဘူးဆိုရင်1 to 1မဟုတ်ဘူး1 to 1မဟုတ်ရင် inverse ကမရှိဘူးအဲ့တော့သူက domain ကိုကန့်ဖို့ကန့်တက်ကအ domain ကိုကန့်တက်လိုက်တဲ့အခါမှာတဲ့သူက inverse fashion ကိုသူကအောက်ပါအတိုင်းသတ်မှတ်ထားတယ်သူကဘယ်လိုရဲဆိုတော့ နကူဝါဆောက်တိတက်ကဝါအီကွဲတူဆိုင်တမဒီမှာဖတ်တဲ့အခါမှာဝိုင်းကိုဆိုင်အင်ဗာစ်အစ်ပြီးညီမကဝိုင်းကိုဒီကော့စ်အသူ့ရဲ့အင်ဗာစ်ကဝါအီကွဲတူကော့စ်အင်ဗာစ်အစ်နောက်တစ်ခုကဝိုင်းကိုတူတန်အစ်သူ့ရဲ့အင်ဗာစ်ကဝါအီကွဲတူတန်ချန်အင်ဗာစ်အစ်ဒါတွေဖြစ်ပါတယ်အဲ့တော့ဆောက်တစ်ချက်ကြည့်မယ်နော်အဲ့တော့ရှားတို့ကပထမတွေ့ရတာကဝါအီကွဲတူဆိုင်ဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဆရာကအဲ့ဒါကို ောက်တစ်ခုဆရာတို့ရေးမယ်ပေါ့တစ်ချက်ကြည့်เนาะတော့တင်မယ်ဆရာနည်းနည်းလေးနားလေတော့ဆရာပြောမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ကဒီမှာဆရာဗာရေးမယ်ဆိုတော့ sin ကိုဆရာရေးမယ် sin function ကိုဆရာရေးမယ် sin function ကိုဆရာရေးမယ်အပြင်နော်အဲ့တော့ဆရာကဒီလိုရေးမယ်။ဘာရေးမှာလဲ? 1 equal to sin a ဆိုလို့ဆရာရေးမယ်။ အဲ့တော့တကယ်တော့ science fiction domain တွေကဟွန်းတည်ပြီးသားလေ။ဘာလဲဆိုတော့ the sort of all real ဆိုတော့အရှိမှန်တည်ပြီးသား။ဒါပေမဲ့သူက domain ကိုကန့်တက်ရမယ်ပြောတာဖြစ်ပါ။အဲ့တော့ဆက်ဒီမှာဘာရေးမလဲ domain လို့ရေးလိုက်မယ်။ domain လို့ပြောလိုက်ရင်ဆရာတို့ဒီ the sort of all a session ရေးရမယ်။ the sort of all a session သူက ကန့်တက်ထားတာကဘလို့ကန့်တက်လဲဆိုတော့ minus pi pi 2 less than or equal is less than or equal pi pi 2ကိုပြောထားတယ်အဲ့တော့ဆရာက item ကန့်တက်လိုက်မယ် minus pi pi 2 less than or equal is less than or equal pi pi 2တို့သူကကန့်တက်ထားတယ်ဒါက domain sin function ရဲ့ domain အဲ့တော့ဆရာကဒီမှာပါရေးမှာ domain ကြီးပါရေးမှာလဲ range လို့ဆရာကရေးမယ် rain ဆိုတာတည်ပြီးသား the set of all why ဒီမှာလဲ such that အဲ့ဆရာတစ်ချက်တော့ကြည့်မယ်နော် why ရဲ့တန်ဖိုးကိုကြည့်ရအောင် why ရဲ့အငယ်ဆုံးတန်ဖိုးက -1 အကြီးဆုံးက1အဲ့တော့ဆရာက sin function ရဲ့ range ဒီ -1 less than or equal y less than or equal 1ဖြစ်ပါတယ် ။ delta d မှာ e ပါတယ်။ minus 1 less than or equal y less than or equal 1ဖြစ်ပါတယ်။ဒါတစ်ချက်ရပါပြီ။ဟုတ်ပြီ။ဒါက sin function ရဲ့ domain ကိုသူကဒီလိုခန့်သက်ထားတယ်။ဒါပေမဲ့ဆရာကဒီမှာဘာကိုရှာမှာလဲဆိုတော့ sin function ရဲ့ inverse အနည်းပြောရရင် inverse sin function အဲ့တော့ဆက်ဒီမှာရေးပါတယ် inverse sin function ။ Now သူရဲ့သင်္ကေတဆရာဘာရေးမှန်းဆိုတော့ y equal to sin inverse of x ။ဟုတ်ပြီ။အဲ့တော့သူလဲနှစ်ခုရှိတယ် function လို့ပြော domain နဲ့ range ။ဒါစနီမှာဘာရေးမလဲ domain ရေးပါပြီ။အဲ့တော့အဲ့အဲ့တော့ဒီသူရဲ့ domain ကဘာမှ attribute မဟုတ်ဘူးဆရာတို့အရှိမ properties of inverse function မှာပြောထားတယ် sin function ရဲ့ domain ဒီ sin inverse ကို range sin function ရဲ့ range ဒီ sin inverse ကို domain ဖြစ်ပါဆရာကောင်း kd ဒါကြောင့်ဆရာတို့ဒီ sin inverse sin function ရဲ့ domain ကိုလိုချင်ရင် sin function ကို range ကိုကူးထည့်လိုက်ရုံပဲဒါပေမဲ့ထူးခြားချက်က domain ကိုပြောတာဖြစ်တဲ့ the set of all is ဖြစ်ပါတယ်အဲ့ဒီမှာရေးပါပြီ the set of all a such that ်ဒိုမိန်ကဘာအဒီမန်က range ကဘာလဲဆိုတော့ minor 1 less than or equal 1 less than or equal 1အဲ့တော့ကိုဆရာကဒိုမိန်မှာတွားရေးမယ်ဘာဖြစ်မလဲဆိုတော့ minor 1 less than or equal 8 less than or equal 1ဖြစ်သွားပါတယ်ဒါဒီ inverse function ရဲ့ဂုဏ်သက်တိအရာဖြစ်သွားတာဒါဆိုဆရာဘာရေးမှာလဲ range ရေးပါအဲ့တော့ဆရာဒီမှာဘာရေးမလဲ range လို့ဆရာရေးရပေါ့ range တို့ရေးတယ်ရေးတဲ့အခါမှာသူက အင်ဗာဆိုင်ဖန်ရှင်ရဲ့ range ဒီတခြားအထွေထွေမစစမှာနဲ့ဆိုင်ဖန်ရဲ့ domain ကိုပြန်ခိုးထည့်လိုက်ပါဒါပေမဲ့ထူးခြားချက်က range လို့ပြောတာဖြစ်ပြီးအတွက် the set of all wine ဖြစ်ပါတယ်အဲ့တော့ဆရာကရေးပါတယ် the set of all wine system အရင်ကဆိုတော့ minus pi pi 2 less than or equal y less than or equal pi pi 2လို့ဆရာကရေးလိုက်မှာဖြစ်ပါတယ်ဒါဆိုဆရာတို့ဒီ sin function ရဲ့ domain range တည်သွားပြီ inverse sin function ရဲ့ domain range တည်သွားပါပြီအခုကဲတော့ဆရာတို့ပုံလေးကိုတစ်ချက်ကြည့်ဟုတ်ပြီနော်ပုံလေးချက်ကြည့်ရအောင်အဲ့တော့ပုံပုံဆောင်ဒီကောင်လေးကြည့်မယ်ပေါ့တစ်ချက်ပြန်တုတ်လိုက်မယ်ဒါက y equal to sin x အဲ့တော့သူကပုံကိုဘယ်လိုဆွဲရလဲဆက်ချက်ချင်းပြမယ်နော်ဒါကဘာမှဘာမှမခက်ဘူးအဲ့ဆရာတို့ကပုံကသူကပြောတာက သူက domain ကဘာလဲဆိုတော့ minus pi by 2 less than or equal to h less than or equal to pi by 2လို့ပြောထားတယ်အဲ့ဒါက h ဝင်ရိုးပေါ်မှာ minus pi by 2ရဲ့ pi by 2ရဲ့ထားတယ်ပြီးရင်ဘာလဲဆိုတော့အဲ minus 1ရှိမယ် minus 1ရှိမယ်1ရှိမယ်ပြီးဆောင်ဘာလို့မှလဲဆိုတော့ minus pi by 2ပေါ်မှာ minus 1မှာတမန်0ပေါ်မှာ0မှာတမန်ပိုင်းမဲ့2ပေါ်မှာ1မှာတမန်ဂျာတဲ့မှာလဲအမှတ်တွေကအများကြီးရှိတော်ကြဆိုတော့ဘာလို့မှလဲ ီကောင်းလေးကိုဆရာပါလို့လည်းဆက်လိုက်မှာဖြစ်ပါတယ်။ဒါကြောင့်ဆရာကဘာကိုသွားကြည့်လဲဆိုတော့အဲ y to sin x ရဲ့ graph ပေါ်မှာရှိတဲ့အမှတ်တွေကိုဆရာကအချမ်းရေးလိုက်။ဒါသုံးမှတ်ကိုရေးမယ်နော်။အဲ့တော့ခုနဆရာတွေ့ခဲ့တဲ့အမှတ်သုံးမှတ်ပေါ့။အဲ့ဒါကဘာလဲဆိုတော့ minus π π 2 comma minus 1ဒီမှာတစ်ဖက်နောက်တစ်ခုကဘာလဲဆိုတော့0 comma 0မှာကတက်မှတ်တွေ့တယ်နောက်တစ်ခုက π π 2 comma 1မှာတမှတ်တွေ့တယ်။ဒါက science fashion ရဲ့ grab ပေါ်မှာရှိတဲ့အမှတ်တွေ။ဒါမဲ့ဆရာတို့က inverse science fashion ပေါ်မှာရှိတဲ့အမှတ်တွေကိုသင်လာမယ်ဆိုရင်ဘာမှမခက်ဘူးပထမတွေ့တဲ့အမှတ်ကိုနေရာလဲလိုက်ပါတဲ့။အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ -pi/2, -1 ကိုနေရာလဲလိုက်ရင်ဆက်ပြီးပြောပါလိမ့်မယ်။ -1, -pi/2 ဖြစ်သွားပါလိမ့်မယ်။အချက် ဗီဒီယိုပေါ်မှာဗီဒီယိုကိုနေရာထည့်လိုက်ပါအဲ့တော့ဘာရမှာလဲ0ပေါ်မှာ0ပဲရပါလိမ့်မယ်အဲ့တော့ခုက pi pi 2ပေါ်မှာ1ကိုနေရာထည့်လိုက်ပါအဲ့ဒီခါမှာဘာရမှာလဲဆိုတော့1ပေါ်မှာ pi pi 2လေးညသွားမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒီ sin function ရဲ့ graph ပေါ်မှာရှိတဲ့အမှတ်ကိုတိသွားရင် inverse sin function ရဲ့ graph ပေါ်မှာရှိတဲ့အမှတ်ကိုလည်းတိမယ်ပုံလဲဆွဲလို့ရမှာဖြစ်ပါတယ်အဲ့ဒီပုံကိုဆရာတို့ကတစ်ချက်ကြည့်ပါ ါက y equal to sin x square error ဖြစ်ပါတယ်။အဲ့တော့ဆရာကပြမှာက y equal to sin inverse square error ပါ။ဒါလီ y equal to sin inverse x square error ဖြစ်ပါတယ်။တစ်ချက်ကြည့်မယ်။မှန်လားမှားလားပေါ့နော်။ဆရာကခုနပြောပြီးသားခုနခုံးနေမနေ -1, comma -2 ဒီမှာပါ -1, comma -2 တစ်တစ်ခုက 0, comma 0မှန်တာပဲတစ်တစ်ခုကပါလေ 1, comma -2 ဖြစ်ပါအဲ့တော့ဆရာတို့ဒီ sign function ရဲ့ domain range ပြီးရင်သူ့ရဲ့ graph ပေါ်မှာရှိတဲ့အမှတ်သိသွားပြီတခါ inverse sign function ရဲ့ domain range သူ့ရဲ့ graph ပေါ်မှာရှိတဲ့အမှတ်သိသွားပြီအတော့ဒီမျိုးထင်ပါပဲစက်ထားမှန်လားမှားလားကြည့်ကြည့်မယ်ဆိုတော့ဒါလေးကိုပြပါမယ်တစ်ချက်တော့စစ်ကြည့်ရအောင်အဲ့ဒါကအနောက်နားလေးမှာရှိပါတ အဲဒီမှာအပြင်တော့ y equal to sin inverse of is if y equal to uh, y equal to sin inverse of is if sin y equal to is ဒီကောင်ကပါလဲ domain ဒီကောင်ကပါလဲ range ကဲတစ်ချက်ကြည့်မယ်ဆရာရေးတာမှန်လားလို့တွေ့လား domain ကဒီမှာပါလဲ minus 1 less than or equal 8 less than or equal 1ဒီမှာ domain ဒီကောင်ကပါလဲ range minus pi/2 less than or equal 1 less than or equal pi/2 ီမာကာရစ်မှန်ပါတယ် result တိရမဲ့ချက်ကဒါလေးပါပဲ function ရဲ့ domain နဲ့ range တိလို့သူ့ရဲ့ invert function ရဲ့ domain နဲ့ range တိရမယ်ပြီးရင် function ပေါ်မှာရှိတဲ့အမှတ်တိရမယ် invert function ရဲ့ function ရဲ့ graph ပေါ်မှာရှိတဲ့အမှတ်တိရမယ် invert function ရဲ့ graph ပေါ်မှာရှိတဲ့အမှတ်ကိုတိရမှာဖြစ်ပါဒါက invert sign function ရဲ့ sign function ရဲ့ domain တွေကိုဆရာကရှင်းပြခဲ့တာဖြစ်ပါတယ် အဲ့တော့ဆရာတို့နောက်တစ်ခုကြည့်ပါမယ်နောက်တစ်ခုက y equal to cos x ပါသူ့ရဲ့ domain ကိုဘယ်လိုကန့်တက်လဲဆိုတော့0 less than or equal a less than or equal pi ကိုကန့်တက်ထားပါတယ်ဒါကဆရာတို့သူ့ရဲ့ကန့်တက်ထားတဲ့ပုံအရာပါအဲ့တော့ဆရာတို့ကခုနအတိုင်းမြည်ပါမယ် cosine function ဆရာအမှပါရေးမယ်ဆိုတော့ y equal to cos a ဆက် domain ကိုအရင်ရေးမယ် domain ကပါလဲဆိုတော့ the set of all a such that 0 less than or equal a less than or equal π ကိုဆရာရေးမယ်နောက်တစ်ခုကပါလဲ range ဆရာပြောပြတာ function ကိုပြောရင် domain ပါမယ် range ပါမှာဖြစ်ပါတယ် range ကဘာမှမခက်ဘူး ူကဘာနဲ့တူလဲဆိုတော့ sin function ရဲ့ ratio နဲ့တူတယ် minus 1နဲ့1ချာရှိတယ် ratio ပြောတာဖြစ်တဲ့ဆိုတော့ဘာလို့မလဲ y မှာဒါကြောင့် the set of all y such that minus 1 less than or equal is less than or minus 1 less than or equal y less than or equal 1ဖြစ်ပါတယ်အဲ့တော့ဒါဆိုစတဲ့ဒီဘက်မှာရေးပါမယ် inverse cosine function y equal to cos inverse of x ဟာပြီအဲ့တော့ domain inverse of function ရဲ့ domain ကိုလိုချင်ရင် sin function အဲကို sin function ရဲ့ range ကိုရေးမယ်အဲ့တော့ဘာရေးမလဲ the set of all is such that minus 1 less than or equal 8 less than or equal 1ဖြစ်ပါတယ် range ကိုရေးမယ် inverse cosine function ရဲ့ range ကိုလိုချင်ရင် cosine function ရဲ့ domain ကိုရေးမယ်ဒါကြောင့် the sum of all y such that 0 less than or equal y less than or equal π လို့ဆက်လို့ရေးမှာဖြစ်ပါလေဒါဆက်လို့ဒီသိသွားပြီပြီးဆက်လို့ဘာလို့မှာလဲအမှတ်ကိုကြည့်မယ်အမှတ်ကဒီမှာကတော့ဆက်နှက်မှတ်ပဲတွေ့ပါလေပထမတမတ်က0 1ရဲ့ နောက်တမတ်ကပိုင်းကော်မှာမိုင်းနော်ဝိုင်းနေရာလဲဘာဘာမခက်ဘာရမှာလဲ1ကော်မှာ0ရယ်မိုင်းနော်1ကော်မှာပိုင်းရယ်ဆိုပြီးရမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒါမှန်လားမှားလားစပါ့မယ်အဲ့တော့ဆရာတို့က domain range ကိုရင်သွားဆက်မယ်နောက်တစ်မိနစ်တော့ကြည့်မယ်ကျေနော်ရပါပြီကြည့်မယ်နော် domain က minus 1 less than or equal 8 less than or equal 1မှန်တယ် range က0 less than or equal 1 less than or equal 5ရပြီတခါ graph ပေါ်မှာရှိတဲ့အမှတ်1,0ရဲ့ဒီမှာဒါကပါလဲဆိုတော့1,0ဒီကောင်ကပါလဲ minus 1,5ဒီမှာပါ minus 1,5ဟုတ်တော့တမီးတို့ cosine function ရဲ့ domain range graph ပေါ်မှာရှိတဲ့အမှတ်တည်သွားပြီး inver cosine function ရဲ့ domain တွေ graph ပေါ်မှာရှိတဲ့အမှတ်တည်သွားပါပြီ so နောက်တစ်ခုပါနောက်တစ်ခုက y equal to tangent is ပါသူရဲ့ domain ကိုကန့်သက်ထားတာက minus pi by 2 less than a less than pi by 2လို့ကန့်သက်ထားပါတယ်ဒါဆရာတို့က tangent function လို့ရေးမှာဖြစ်ပါတယ် y equal to tangent is အဲဆရာ domain ရေးမယ်နော် domain ကသူကန့်တတ်ထားတယ်သူဘယ်လိုကန့်တတ်ထားလဲဆိုတော့ the set of all existent and uh, minus pi by 2 less than a less than pi by 2လို့ကန့်တတ်ထားတယ်ဒါပဲနော်ပြီးရင် range အဲတောင်းသမီးတို့လာပြီအမလာပြီအဲ့တော့တောင်းသမီးတို့တိတာက tangent function ရဲ့ range ကိုမှတ်မိမှာမသိသူကဟို grand or tangent function တော့ပြောခဲ့တယ်သူရဲ့ domain ကပါတဲ့ the set of orient number ဖြစ်ပါတယ် orient number ပေါ့အဲ့တော့ဆရာကဒီဘက်မှာရေးမယ် inverse tangent function ရှာပါရင်းမလဲ y equal to tan inverse of x အဲ့တော့ဆရာက domain ရေးမယ်။ဟာလွတ်လွတ်လေး။အဲ့တော့ invert tangent function ရဲ့ domain ကဘာမှမခက်ဘူး။ tangent function ရဲ့ range ဒါဆိုတော့ orient နဲ့ r လို့ဆရာရေးမယ်။တစ်ခါပိုင်းမှာလည်း range လို့ဆရာရေးမယ်။ range ကဘာမှမဖြစ်ဘူး invert tangent function ရဲ့ range ကိုလို့ချင်း tangent function ရဲ့ domain ရင်းမယ်ဒါပေမဲ့ range ကိုပြောတာဖြစ်တဲ့ဆက်တူ y နဲ့ပေါ်ပြရမှာဖြစ်ပါတယ်အဲ့မဲ့ the set of all y system minus pi by 2 less than y less than pi by 2ဖြစ်ပါတယ်။ဟာပြီနော်အဲ့တော့ဆရာတို့ဒါသိပြီ။အဲ့ဆရာဒီမှာကကျဆရာတို့ point ကအဲတကယ်တော့မရှိတာမဟုတ်တော့ရှိရတော့တော်ပြီနော်ဒါပေမဲ့ဆရာတို့ဒီမှာ grab ပေါ်မှာအထင်ရှားမပေါ်ပြထားတာပါအဲ့တော့ဆရာဘာလို့လဲဆိုတော့ဒီ share key ရဲ့ domain နဲ့ risk တွေမှန်လားမှားလားစစ်ပါမယ်ဆရာတို့ကြောက်ပါမယ်ဒါက y equal to tangent inverse is if tangent y equal to is အဲဒီမှာက domain ကဘာလဲဆိုတော့ orient နဲ့ပါ risk က -5.2 less than 1 5.2 okay မှန်လားမှားလားကြည့်ပါမယ်အဲဒီမှာမှန်တယ် domain ကဘာလဲ ရီယနာမှာဟုတ်တယ်ပဲနောက်က range က minus pi by 2 less than y less than pi by 2ဒီမှာဖြစ်ပါတယ်အဲဆိုသူ့ရဲ့ graph လေးကိုကြွားကြည့်မယ်နော်ဒါကသူ့ရဲ့ graph ပါစတီပေါ်တော့ domain ကဒါမှလေ real number range ကတော့ဒီ jar ထဲမှာရှိရမယ် ၎င်းဒီအစမ်းတုံမြင့်ဖြစ်တာဖြစ်စီအတွက်ဒီတံမိုးနှစ်ခုနဲ့တော့ညီလို့မရပါဘူး။ဟုတ်ပါပြီ။